အီရန်ရုတ်တံဌာနကို အစ္စရေးတိုက်ခိုက်ပြီးနောက်စစ်ပွဲရပ်ပြီးရန်အီရန်တောင်းဆိုအစ္စရေးဤတိုက်ခိုက်မှုတစ်ခုကြောင့်အီရန်နိုင်ငံပိုင်ရုတ်တံလွှင့်ဌာနဇွန်16ရက်တွင်ထိမှန်ခဲ့ပြီးအစ္စရေးဤတိုက်ခိုက်မှုများကိုရပ်တန့်ပေးရန်အီရန်ကအမေရိကန်ကိုတိုက်တွန်းလိုက်ကြောင်းဝီရစ်သတင်းတရက်တွင်ဖော်ပြထားသည် ကုလသမဂ္ဂနျူကလ িয়ার စောင့်ကြည့်ရေးအဖွဲ့အကြီးအကဲကလည်းအစ္စရေးဤတိုက်ခိုက်မှုများကြောင့်အီရန်ဤအကြီးဆုံးယူရေနီယံတန့်စင်ရေးစက်ရုံကြီးမားသည့်ပျက်စီးဆုံးရှုံးမှုများရှိကြောင်းဖော်ပြခဲ့သည့်အီရန်တန်လွင့်ဌာနကိုတိုက်ခိုက်နိုင်ခဲ့ကြောင်းအစ္စရေးကဇွန်လ16ရက်နေ့ပိုင်းတွင်ထုတ်ပြန်ခဲ့သည့်အတန်လွင့်ဌာနအားဒုံးကျည်ထိမှန်ခြင်းတွင်အီရန်သတင်းတင်ဆက်သူတဦးသတင်းကြေညာနေသည့်ထိုင်ကုန်မှအလျင်အမြန်ထွက်ခွာသွားသည့်ရုပ်သံဖိုင်လဲထွက်ပေါ်လာခဲ့သည် အဆိုပါအတန်းလွှင့်ဌာနကိုအီရန်လက်နက်ကင်တပ်ဖွဲ့များကဆက်သွယ်ရေးဆင်တာဖြစ်လေအုံပြုနေကြောင်းအစ္စရေးစစ်တပ်ကထုတ်ပြန်ခဲ့သည့်ယခုအခါအီရန်ဆိုရကအိုမန်ကာတာနှင့်ဆော်ဒီအာရေဗျတို့အားအမေရိကန်သမ္မတဒေါ်နယ်ထရန့်အနေဖြင့်အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နက်တန်ယာဟုအပေါ်ရင်းဝေါ်စာကိုအုံပြု၍ချက်ချင်းအပြစ်ခတ်ရစေရအတွက်ဖိအားပေးရန်တောက်ဆိုခဲ့ကြောင်းသတင်းရင်းမြစ်များ၏ပြောဆိုချက်ကိုကိုးကား၍ရီလီစာသတင်းတွင်ဖော်ပြထားသည် အီရန်၏အပြစ်ခတ်ရက်စဲပေးရန်တောင်းဆိုသည့်သတင်းများထွက်ပေါ်ပြီးနောက်ဇွန်လ16ရက်တွင်ရေနံစည်းနှုန်းများတစီလျင် အမေရိကန်ဒေါ်လာ1ဒေါ်လာကျဆင်းခဲ့သလိုအပြစ်ခတ်ရက်စဲနိုင်ခြေရှိလာခြင်းနှင့်ဒေတာတွင်မှရေနံစည်းထောက်ပံ့မှုများပြတ်တောက်မှုကိုစိုးရိမ်မှုများရောပါသွားစေခဲ့သည်။ Brent ရေနံစည်းကြိုယောင်ဈေးကွက်တွင်တစီလျင် အမေရိကန်ဒေါ်လာ1ဒေါ်လာသို့မဟုတ်1.35ရာခိုင်နှုန်းကျဆင်း၍အမေရိကန်ဒေါ်လာ83.23တို့ရောက်ရှိခဲ့သည်။ American West Texas Intermediate ဈေးကွက်တွင်လည်းတစ်စီလျင် American Dollar တတသမ2ဒေါ်လာသို့မဟုတ်တတသမ66ရာခိုင်နှုန်းကျဆင်း၍ American Dollar 80တတသမ89ဖြင့်အယားဝယ်ဖြစ်ခဲ့သည့် Iran မြို့တော်တဟီရန်ကလူထုကိုမြို့တွင်းကနေအားလုံးထွက်ခွာဖို့ American တမရဒေါ်နဲ့ Trump ပြောလိုက်ပြီးမကြခင်မှာပဲမြို့တော်တဟီရန်မှာပောက်ကွဲသံတွေကြားနေရပါတယ်တဟီရန်မှာတော့ဒေတာစံတော်ချင်း ဇွန်လ19ရက်မနက်ဒေသစံတော်ချိန်6နာရီကျော်ပဲရှိနေပါသေးတယ်။အီရန်အစ္စရေးအရေးကြောင့်တမရထရန့်ဟာကနေဒါနိုင်ငံမှာကျင်းပတဲ့ခုနှစ်ထိပ်သီးဆွေးနွေးပွဲခရီးကိုချုပ်လိုက်တယ်လို့အဲ့ဒီထိပ်သီးဆွေးနွေးပွဲမှာသတင်းယူနေတဲ့ BBC Editor ကပြောပါတယ်။ဒီအတော်တွင်းမှာပဲထရန့်ကအမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးခေါ်ဖို့ပြောထားလိုက်ပြီးဖြစ်ပေမဲ့အီရန်ကိုလုတ်တဲ့အစ္စရေးရဲ့တိုက်ခိုက်မှုမှာ အမေရိကန်ပါဝင်မှာမဟုတ်ဘူးလို့အမေရိကန်ရရှိတွေကပြောပါတယ်။အီရန်မှာတော့လူဒူဟာမြို့တော်ကနေထွက်ခွာဖို့လုပ်နေပါမယ့်လမ်းတွေပိတ်ထားလို့လူဒူဟာလူပန်းစိတ်ပန်းဖြစ်နေပြီလို့မြို့ခံတွေကပြောတဲ့အကြောင်း BBC ပါရှန်ဘာသာသတင်းထောက်ကပြောပါတယ်။မြို့ခံတွေပြောတာကတော့လူတစ်ဆက်တန်းချက်ချင်းဘလို့ပြောင်းကြွှေ့ကြမှာလဲဆိုတဲ့မေးခွန်းထုတ်ကြတယ်လို့လည်းသတင်းထောက်ကပြောပါတယ်။ပြီးခဲ့တဲ့နိုင်ပိုင်းအတွင်းမှာပဲ အစ္စရေးမှာလည်းလေကြောင်းရန်အန္တရာယ်အချက်ပေးတံတွေအကြိမ်ကြိမ်ထွက်ခဲ့ပြီးဖြစ်ပေမဲ့ထူးထူးခြားခြားထိခိုက်မှုတရင်တော့မထွက်သေးပါဘူး။တနင်္လာနေ့အစောပိုင်းလုံးကတော့အီရန်ရဲ့နိုင်ငံပိုင်မီဒီယာဆောက်ဦးတွေကတိုက်ခိုက်ခဲ့တယ်လို့အစ္စရေးကပြောပြီးနိုင်ငံပိုင်ရုပ်တံတိုက်ရိုက်ထုတ်လွှင့်ချိန်မှာဖြစ်ခဲ့တာဖြစ်လို့တိုက်ခိုက်ခံရတဲ့အခိုက်အတန့်ဟာရုပ်တံထုတ်လွှင့်မှုတွေပါသွားခဲ့ပါတယ်။ အမေရိကန်လေရင်တင်တင်မော့ရဲ့ BNN ခီးစဉ်ကိုဖျက်သိမ်းအရှိအလေပိုင်းကိုချက်ချင်းထွက်ခွာအီရန်နဲ့အစ္စရေးကြားစစ်ရေးပဋိပက္ခအရှိန်တက်လာနေချိန်မှာ အမေရိကန်ဟာအရှိအလေပိုင်းဒေသမှာစစ်အင်အားကိုပုံမိုချက်ထွင်ပြီးဖြန့်ကျက်ဖို့စီစဉ်နေကြောင်းသိရပါတယ်။ Yes night match leyin tin Timoji u saung ne American yee tat sit yee yin auk ha Vietnam ale pat khee sin ko yut tyet phet thain bi zon la se 6 yet ni ma အရှိတောင်အာရှရေပြင်ကနေအရှိအလဲပိုင်းဒေသစီစတင်ထွက်ခွာလာနေတယ်လို့ဆိုပါရယ်အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဖြစ်တဲ့ပင်တဂွန်စစ်ဌာနချုပ်ကအရှိအလဲပိုင်းမှာအမေရိကန်ရဲ့စစ်ရေးစွမ်းဆောင်ရည်ကိုတိုးမြင့်ထားမယ်လို့ကြေညာပြီးတဲ့နောက်အခုလိုမျိုးလားစနစ်မတကျတဲ့ခီးစဉ်အပြောင်းလဲဖြစ်လာခဲ့တာပါအခုခါမှာ အဲ့ဒီလေရင်တင်တင်မောကြီးနဲ့အချံရံတိုက်လေရင်တွေဟာမလက်ကရေလက်ကြားကိုဖျက်ပြီးအိန္ဒိယသမုဒ္ဒရာကိုဖျက်တမ်းနေပါတယ်။ဗီယက်နမ်အစိုးရအရာရှိတအူးကလည်းအာစနက်မချနဲ့တခြားအမေရိကန်စစ်တင်မောတွေကိုလက်ခံကြိုဆိုမဲ့ဇွန်လ20ရက်နေ့အစီအစဉ်ကိုဖျက်သိမ်းလိုက်ကြောင်းအတည်ပြုခဲ့ပါတယ်။မူလကအမေရိကန်ရေတပ်ဖွဲ့ဟာဇွန်လ16ရက်နေ့မှာဗီယက်နမ်ကိုရောက်ရှိပြီးဇွန်လ23ရက်နေ့ထိဒါနန်မှာစိုက်ကပ်ထားဖို့ရည်ရွယ်ထားခဲ့တာပါ။ ဗီယက်နမ်ဆိုင်ရာအမေရိကန်တန်ယုံစီပေးပို့တဲ့အကြောင်းကြားစာထဲမှာတော့စစ်စင်ရေးဆိုင်ရာအရေးပေါ်လိုအပ်ချက်ကြုံလာတဲ့အတွက်လေရင်တင်တင်မော့ရဲ့ဗီယက်နမ်ခီးစဉ်ကိုပယ်ဖျက်လိုက်ရကြောင်းရေးသားထားပါတယ်။အီရန်နဲ့အစ္စရေးကြလေကြောင်းကနေအပြန်အလှန်တိုက်ခိုက်မှုတွေအရှိန်မြင့်တက်လာနေတဲ့အခြေအနေမှာအမေရိကန်ဟာအရှိအလေပိုင်းမှာဖြန့်ကျက်ထားတဲ့စစ်အင်အားကိုကာကွယ်ရေးရည်ရွယ်ချက်တွေအရပုံမူအားဖြည့်သွားမယ်လို့အမေရိကန်ကာကွယ်ရေးဝန်ကြီးပိတ်ခတ်ဆက်ကပြောကြားထားပါတယ်။ ကာကွယ်ရေးအတွက်ပုံမိုအလေးထားပြင်ဆင်ဖို့ရည်ရွယ်ပြီးအရှိအလေပိုင်းမှာတပ်တွေတိုးမြင့်ဖြန့်ကျက်ထားဖို့သူကတိုက်ရိုက်အမိန့်ပေးထားပြီးဖြစ်တယ်လို့ဟက်ဆက်ကလူမှုကွန်ရက်မီဒီယာကကနေ ထုတ်ပြန်ခဲ့ပါတယ်။လက်ရှိပြည်ပခါကိုရက်တံမှုနိုင်ငံတကာတောင်းဆိုမှုတွေမြင့်တက်နေတဲ့အချိန်အစ္စရေးရောအီရန်ပါအလျှော့ပေးမဲ့အလားအလာမျိုးလောလောဆယ်မတွေ့ရသေးပါဘူး။ ပဋိပက္ခက9ရက်ထိကြာမြင့်လာတဲ့အတောအတွင်းအီရန်ဘက်ကထိတ်တန့်စစ်ဦးစီးအရာရှိတွေနျူကလ িয়ার သိပ္ပံပညာရှင်တွေနဲ့အရက်သားတွေစုစုပေါင်း224ဦးလောက်တေဆုံးခဲ့ပြီးအစ္စရေးဘက်မှာတော့အရက်သားအသေးပြောက်24ဦးထပ်မံနေရှိခဲ့ကြောင်းသိရပါတယ်